မြေစိမပိတ်တများအားလုံးပဲမင်္ဂလာပါခင်ဗျာအော်တိုဘာ18ရက်တဲ့မြေစိမ Brian တိုင်းမြေစိမတရင်အစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကိုကျွန်တော်ခန့်တွေကတာဝန်ယူတင်ဆက်ပေးတော့မှာပါဒီကနေ့ကြည့်ရှုရမယ့်တဲ့နေ့ကတော့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုမယုံကြည်လို့စောင့်ကြည့်ရေးအဖွဲ့မစေလွှတ်ဘူးလို့အီပြောတဲ့တဲ့ Federal Democracy တိစောက်ရေးအတွက်ဆွေးနွေးခြင်းနီလန်နဲ့အကောင့်ထယ်ဖို့ RCSS ပြောတဲ့တဲ့ ဖားကန့်စစ်မြေပြင်မှာစစ်ကော်မရှင်အရာရှိတွေက တနက်နဲ့ချိန်ချောက်ပြီးတော့ရှေရန်ထွက်ခိုင်းကြောင်းအလင်းဝင်လာသူတွေပြောတဲ့တဲ့ရင်ဟာခါမျိုးမှရဲစခန်းမှာအဖမ်းခံထားရတဲ့တုံတန်ကြီးတပ်သားတွေအပါအဝင်15ဦးကယ်ထုတ်နိုင်တဲ့တဲ့ရင်နဲ့ကာကွယ်ရေးလုပ်ငန်းတွေကိုထောက်ခံအားပေးရေးအစီအစဉ် EU တဘောတူညီမှုရရဲ့နိုင်ငံတကာသတင်းအပအဝင် နောက်ဆုံးရကုန်စည်နှုန်းနဲ့အခြားအရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါခင်ဗျာ ပထမဆုံးသတင်းသဘောအနေနဲ့စစ်ကော်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲဟာယုံကြည်လက်ခံနိုင်ဖွယ်ရလက်ထွက်ပေါ်မှာမဟုတ်တာမို့အဲ့ဒီရွေးကောက်ပွဲကိုလေးလာသူတွေဆေလွတ်ဖို့မရှိဘူးလို့ဥရောပသမဂ္ဂ EU ရဲ့လူအခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ်ကာရှာအိုလွန်ဂရင်ကပြောကြားလိုက်ပါတယ်။ မနေ့အောက်တိုဘာ16ရက်ကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာပြုလုပ်တဲ့ ASEAN EU အရက်ဖက်လူမှုအဖွဲ့အစည်းများဖိုရမ်နဲ့လူအခွင့်အရေးဆိုင်ရာ ASEAN EU မူဝါဒဆွေးနွေးပွဲမှာအိုလိုဂရင်ကပြောကြားလိုက်တာပါမြန်မာနိုင်ငံမှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေအတွက်လိုအပ်တဲ့အခြေအနေတွေပြည့်စုံမှု မရှိဘဲ လေးလာသူတွေရှိနေတာကလည်းရလက်ကိုဘာမှပြောင်းလဲစေမှာမဟုတ်ဘူးလို့ Olo Green ကဆိုထားပါရဲ့အရသာဒီမိုကရေစီအစိုးရကိုဖြုတ်ချခဲ့တဲ့စစ်တပ်ဟာသူရဲ့အုပ်ချုပ်မှုကိုရွေးကောက်ပွဲကနေတရားဝင်ဖြစ်ဖို့ရည်ရွယ်တာဖြစ်တဲ့အတွက်အနောက်နိုင်ငံတွေအပါအဝင်ဝေဖန်သူတွေကအတူအရာအဖြစ်ရှုမြင်ကြတယ်လို့လည်းဆိုထားပါရဲ့ခင်ဗျာ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တနင်္ဂနွေလုံးအပြစ်ခတ်ရစဲရေးသဘောတူစာချုပ် MCA ရဲ့အနှစ်သာရဖြစ်တဲ့ Federal Democracy ပြည်ထောင်စုတိဆောက်ရေးအတွက်အဖက်ဖက်ကဆွေးနွေးခြင်းနီလန်နဲ့အကောင့်ထယ်ဖို့ဖို့ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကထုတ်ပြန်ကြေညာလိုက်ပါတယ်။အောက်တိုဘာ16ရက်ညနေပိုင်းကထုတ်ပြန်လိုက်တာဖြစ်ပြီးတော့စစ်တပ်ကတိုင်းပြည်အာဏာထိန်းချုပ်လိုက်တဲ့အတွက်ငြိမ်းချမ်းရေးလုပ်ငန်းစီရပ်တန့်သွားစေခဲ့လို့ဆိုပါတယ်။ RCS ရဲ့ထုတ်ပြန်ချက်မှာနှစ်ဦးနှစ်ဖက်အကြားယုံကြည်မှုမတိဆောင်နိုင်တာလက်မှတ်ရေးထိုးထားတဲ့သဘောတူစာချုပ်အတိုင်းအကောင့်ထဲမပေါ်နိုင်တာအာဏာသိမ်းစစ်တပ်ကတိုင်းရင်းသားတွေကို2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ရောက်ဖို့ဖိအားပေးနေတာတိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက်စိတ်အားထက်သန်မှုနှဲပါတာစတဲ့အချက်တွေကြောင့် MCA ကိုရီမန်းထားတဲ့အတိုင်းမဆောင်ရွက်နိုင်ခဲ့ဘူးလို့ဆိုပါတယ် ဒါအပြင်စစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့တွေယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ဖက်ဒရယ်ဒီမိုကရေစီပြောင်းစုတည်ဆောက်ရေးအတွက်ဆွေးနွေးရေးနည်းလမ်းနဲ့တွဲဆုံအကောင်အထည်ဖော်ဖို့နဲ့နိုင်ငံရေးဆွေးနွေးပွဲမှာဖက်ဒရယ်ကိုအဓိကထားဆွေးနွေးဖို့လည်းအကြံပြုတိုက်တွန်းထားပါတယ်နေပြည်တော်မှာပြုလုပ်နေတဲ့တနိုင်ငံလုံးအပြစ်ခတ်ရဲစရေးစာချုပ် NCA လက်မှတ်ရေးထိုးခြင်းဆယ်နှစ်ပြည့်အခမ်းအနားကိုရှမ်းပြည်ပြည်နယ်ထူထောင်ရေးကောင်စီ RCSS ခေါင်းဆောင်ဗိုလ်ချုပ်ကြီး US စစ်ကမတက်ရောက်ဖဲ ိုစလဲအဖွဲ့သားတက်ရောက်ခဲ့တာကိုတွေ့ရပါတယ်။ပြီးခဲ့အောက်တိုဘာ23ရက်က ABSDF, CNF, KNU, MNS, PAD, PNL နဲ့ LDU ကမြန်မာနိုင်ငံမှာစစ်အာဏာသိမ်းတာနဲ့စစ်တပ်ကပြည်သူလူထုကိုတပ်ဖြတ်နေတာတို့ကြောင့် MCA စာချုပ်ဟာရက်ဆိုင်သွားပြီးစက်ကူစုပ်တစ်ခုအဖြစ်ကိုရောက်ရှိနေတယ်လို့ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ကချင်ပြည်နယ်ဖားကန့်စစ်မြေပြင်မှာတပ်သားစုဆောင်းခံရသူတွေကိုစစ်ကော်မရှင်အရာရှိတွေကတနက်နက်ချင်းချောက်ပြီးရှေ့ရန်ထွက်ခိုင်းတယ်လို့ KIA PDF တပ်ပေါင်းစုစီကိုအလင်းဝင်ခဲ့တဲ့တပ်သားစုဆောင်းခံရသူတွေကထုတ်ဖော်ပြောဆိုလာပါတယ်ဒီရင်ကိုမြစ်မိုက်ဝိုင်းတော်သူဓာတုကပြဖို့တင်ဆက်ထားပါတယ်ခင်ဗျာ ကချင်ပြည်နယ်ဖားကန့်စစ်မြေပြင်မှာတပ်သားစုဆောင်ခံထားရသူတွေကိုစစ်ကော်မရှင်အရာရှိတွေကတနက်နဲ့ချင်းချောက်ပြီးရှေ့ရန်ထွက်ခိုင်းခဲ့တယ်လို့ KIAPDF တပ်ပေါင်းစုစီကိုအလင်းဝင်ခဲ့တဲ့တပ်သားစုဆောင်ခံရသူတွေကထုတ်ဖော်ပြောဆိုပါတယ်။ တိုက်ပွဲဖြစ်ခဲ့တဲ့ဖားကန့်မြို့နယ်စမ်းကြွယ်ဘုရားကုန်းမှာတပ်သားစုဆောင်ခံထားရတဲ့ပြည်သူစစ်၁၀ယောက်ကျော်ကိုရှေ့တန်းအတင်းထွက်ခိုင်းခဲ့တာဖြစ်တယ်လို့ခမရ34တရင်ကနေထွက်ပြေးအလင်းဝင်လာသူတဦးကပြောပါရယ်တို့ပါစပါစ9ယောက်တောင်မှု9ယောက်သူ့ဘော်14ယောက်အတင်းတက်ခိုင်းပါအာပြန်ဆုံးလို့ရှိရင်ဆုံးတဲ့လူကောင်တော့ပြစ်တတ်မယ်ဆိုပြီးတော့အနောက်ကလည်း လူတွေကထောက်ထားတာထောက်ထားရာရှိကတကယ်လို့တကယ်လို့ကျွန်တော်တို့တက်တဲ့အချိန်မှာကျွန်တော်တို့အကြည့်တက်ကျွန်တော်တို့အကုန်လုံးကြောက်ပြီးပြန်ဆုပ်တဲ့အချိန်မှာကျွန်တော်တို့နောက်ကနေ6ဟန်နဲ့ကြည်ကြည်တစ်ပေါက်ကုန်ကုန်တော့နောက်ကနေ6ဟန်နဲ့တက်ခဲ့ပြစ်ပါတယ်ဟုတ်ဖြစ်တယ်ဟုတ်ကဲ့ကျွန်တော်လည်းကြောက်အားကပ်ပြီးတော့တူတက်တူတူတက်ခဲ့ပါဖားကန့်စစ်စင်ရင်ကိုဖားကန့်အခြေဆိုင်တက်မှတ်၃၃တက်မှတ်မူဘူမှုကျုံနဲ့မိုးကောင်းအခြေဆိုင်တက်မှတ်ဟာ၃တက်မှတ်မူတို့ကအဓိကကင်တွဲနေတာဖြစ်ပါတယ်။ စေအုပ်စုကဒေတာအတီးတီကနေစစ်မှုထမ်းစေဖို့အတင်းအဓမ္မဖန်ဆီးပြီးနောက်တပ်သားစုဆောင်ခံရသူတွေကိုမြကြီးနာကို လေရင်နဲ့တဆင့်ပို့ဆောင်ပြီးစစ်မြေပြင်ရှေ့တန်းစီကိုတွန်းပို့ခံရတာဖြစ်တယ်လို့သိရပါတယ်။ဖားကန့်မှာတိုက်ပွဲပြင်းထန်နေတဲ့ဇူလိုင်လကနေအောက်တိုဘာလအထိ၄လအတွင်းအလင်းဝင်ရောက်လာသူ52ယောက်ရှိပြီဖြစ်ပါတယ်။ အဲ့ဒီအထဲမှာမှာအလင်းဝင်သူအများဆုံးမှာပြည်သူစစ်ကသူတွေဖြစ်တယ်လို့ KIA PDF တပ်ပေါင်းစုရဲ့ထောက်ပို့တပ်ဖွဲ့ဝင်တဦးကမျက်စိမှောက်ပြောပါရယ်ပတ်တန်ပတ်တန်စားရတဲ့ပုံကအလင်းဝင်လာများပါတယ်သူကစစ်မှုသားကိုစူဆောင်းဆွဲခေါ်လာလူများတဲ့ခါကြတော့ဒီဖက်ကမ်းမျိုးနဲ့ကြားရတာယူဆိုရတဲ့သူကတော့အញ្ញံဆုံးထွက်ပြေးတဲ့လူများပါလက်နဲ့တူထွက်ပြေးတဲ့လူလည်းများပါတယ်လက်နဲ့မဲနဲ့ထွက်ပြေးလာပြီးမှ KNGB ရဲ့ထံမှာလင်းဝင်လာသူလည်း ချားရချားလောက်ရှိပါလေဗျအမြဲတမ်းဝင်နေပါလေအခုကျွန်တော်တို့ရှိမှရောက်ရှိနေရဲ့ပတ်သက်ဆိုင်ဆိုရင်စကားမလေးကိုကျွန်တော်တို့ကလုံကြုံစစ်ချားနေမှာထားတယ်နောက်ပြီးကျစီစီဝါအစပေါ်ကစောင်းနေရစအလုံးကိုကျွန်တော်တို့တန်းလူရင်ပေါင်းတိုင်းမှာထားပေးပါလေမိသားစုလို့သူတို့တွန်လိုင်းပြီးရချင်းသူတို့သွားခြင်းနေရသူတို့ပြန်ဒီဆောင်းကြီးမှာပါခြင်းနေဆိုလဲကျွန်တော်ဘက်ကမြေသားတကားဖွင့်ထားပါလေဆေးအုပ်စုအားဆိုရင်စစ်မှုမထမ်းမနေရဥပဒေကိုခုရုံးလုပ်ပြီး အထက်အရမစစ်သားစုဆောင်းနေတဲ့အရက်သားလူငယ်တွေကိုတိုက်ပွဲတွေဖြစ်ပွားနေတဲ့ရှေ့တန်းစစ်မြေပြင်တွေစီကိုအသီးသီးပို့ဆောင်နေတာဖြစ်ပါတယ်။လက်တလောမှာလည်းကချင်ပြည်နယ်ဖားကန့်မြို့နယ်အပအဝင်ဗမော်နဲ့ဝိုင်းမော်မြို့တွေမှာလည်းစစ်အုပ်စုနဲ့ KRAPDF ပူးပေါင်းမဟာမိတ်တပ်တွေအကြားတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပါတယ်။စိုးစုဘက်ကလည်းဖားကတ်မျိုးတွေကိုပြန်လည်ရရှိဖို့လေကြောင်းပစ်ကူတွေနဲ့ပါ ထိုးစစ်ဆင်နေတယ်လို့ဒေတာကန်တွေစီကနေသိရပါဗျ ောက်ထပ်သတင်းစပုတ်အနေနဲ့ချင်းပြည်နယ်ဟန်ခါမြို့မှာရေစကန်မှာစစ်ကော်မရှင်ကဖမ်းဆီးထိန်းသိမ်းထားတဲ့တော်လန်ရေးတပ်သားတွေအပါ15ဦးကိုချင်းတော်လန်ရေးတပ်တွေကကယ်ထုတ်နိုင်ခဲ့ပါတယ်။ဒါဟာဒုတိယအကြိမ်မြောက်ကယ်ထုတ်နိုင်ခဲ့တဲ့ဖြစ်စဉ်လည်းဖြစ်ပါတယ်။ဟာခမျိုးမရဲစခန်မှာဖန်းစီခံထားရတဲ့ချင်းတော်လန်ရေးတပ်ဖွဲ့ဝင်9ဦးနဲ့အခြားအချင်းသား10ဦးစုစုပေါင်း15ဦးကိုချင်းတော်လန်ရေးတပ်ဖွဲ့ဝင်တွေကအောက်တိုဘာ16ရက်ကကဲထုတ်နိုင်ခဲ့တာပါ 2024ခုနှစ်ဇူလိုင်20ရက်နေ့ကလည်းဟာခမြို့မှာ yes camp မှာဖမ်းဆီးခံထားရတဲ့ချင်းတော်လိုင်းတပ်ဖွဲ့ဝင်73ဦးနိုင်ငံရေးအကျဉ်းသား30ဦးနဲ့အခြားပြစ်မှုကြောင့်ဖမ်းဆီးခံထားရသူ19ဦးစစ်စုပေါင်း62ဦးကိုတော်လိုင်းတပ်ဖွဲ့တွေကကယ်ထုတ်နိုင်ခဲ့ပါတယ်မြို့မှာ yes camp တည်နေရာဟာစစ်ကော်မရှင်တပ်အခြေစိုက်ထားတဲ့ ရုံတောင်အောက်ဖက်မှာတည်ရှိတာကြောင့်လျှက်ပြက်ဝင်ရောက်တိုက်ခိုက်ပြီးအ мян ကဲထုတ်ဆုတ်ခွာလာခဲ့ရလို့ချင်းမျိုးသားတက်မရော CIA ပြောရေးဆိုခွင့်ရှိသူစလိုင်းထန်ကြီးကမျိုးစိမကိုပြောပါရယ်အဲ့ဒီအကျဉ်းသားကဲထုတ်ရေးအထူးမစ်ရှင်နဲ့ပတ်သက်ပြီးဦးစီးချုပ်နဲ့တမဟာလေးတမဟာမှုရကိုယ်တိုင်ကြီးကြပ်ကိုကဲကအောက်တိုဘာ16ရက်မနက်9:30မိနစ်30အချိန်ကစပြီးတော့စစ်စင်ရေးပြုလုပ်ခဲ့လို့ချင်းလန်းကာကွယ်ရေးတပ်ဖွဲ့ဟာခါ CGF ဟာခါကမနေ့ကထုတ်ပြန်ပါတယ် တနအီမိနစ်30အကြာပြစ်ခတ်မှုအတွင်စစ်ကော်မရှင်တပ်သား6ဦးတေဆုံးပြီးတော့လက်နက်ခဲယံတွေတင်းစီရမိခဲ့လို့သိရပါတယ်။ထိခိုက်ဒဏ်ရာရရှိသူမရှိဘဲမနက်၄နာရီအချိန်တိုက်ခိုက်မှုပြီးဆုံးကတက်ဆုတ်ခဲ့ပြီးတော့စုံမှတ်နေရကိုအရောက်မှာစစ်အုပ်စုရဲ့ကြည်စံတောင်းထိမှန်ကရဲဘော်တအူးကြဆုံးခဲ့ကြောင်းစီရက်ဟာကာကထုတ်ပြန်ထားပါသေးတယ်။ အဲဆစ်စင်ရေးအပီစစ်ကော်မရှင်တဟာဂျေးရွာရီဘက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ကြောင်းချင်းအမျိုးသားတပ်မတော် CN ရဲ့ပြောရေးဆိုခွင့်ရှိသူဆလိုင်းထန်ဒီကပြောပါတယ်စစ်ကော်မရှင်တကပြုလုပ်မဲ့ဒီဇင်ဘာ28ရက်နေ့မှာရွေးကောက်ပွဲပထမပိုင်းမှာတီးတိမ်တဲ့ဟာခါမျိုးတို့ပါဝင်ပြီးတော့ရွေးကောက်ပွဲကိုစန့်ကျင်ကပါဝင်ပတ်သက်သူတွေကိုအရေးယူရည်လှုပ်သွားမယ်လို့အတိပေးပြီးတဲ့နောက်မြို့ပေါ်ကိုချင်းတော်လင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရလဲဖြစ်ပါတယ်ခင်ဗျာနိုင်ငံကသတင်းတွေဘက်ကိုဆက်ကြည့်အောင်ပါ ကာကွယ်ရေးလုပ်ငန်းတွေကိုထောက်ခံအားပေးရေးအစီအစဉ် EU သဘောတူညီမှုရရှိတဲ့တရင်ကိုဝိုင်းတော်တာကိုဆိုင်ခန့်ကတင်ဆက်ပေးပါမယ်။ကာကွယ်ရေးဆိုင်ရာစက်မှုလုပ်ငန်းတွေတိုးတက်ဖို့အတွက်အစီအစဉ်တရက်အပေါ်သဘောတူညီချက်တစ်ခုကိုဥရောပတမကကကြာတာရေးနေမှာရရှိခဲ့ပါတယ်။ကာကွယ်ပစ္စည်းတွေတိုးတက်ထုတ်လုပ်ဖို့နဲ့ထောက်ပံ့ရေးကိုင်းဆက်တွေမြင့်တင်ဖို့အတွက်ကနဦးယူရို1.5ဘီလီယံသုံးစွဲသွားမယ်လို့ EU ကောင်စီကပြောပါတယ်။ ကြာရှည်စွာညှိနှိုင်းဆွေးနွေးခဲ့မှုရဲ့ရလဒ်အဖြစ် EU အဖွဲ့ဟာသူတို့ရဲ့ကာကွယ်ဆိုင်ရာအသင့်ဖြစ်မှုကိုတိုးတက်အောင်လုပ်သွားမှာဖြစ်ပြီးယူကရိန်းနဲ့ကာကွယ်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းမှာပူးပေါင်းဆောင်ရွက်မှုကိုလည်းအားပေးသွားဖို့ရည်ရွယ်ထားတယ်လို့အဖွဲ့ဝင်နိုင်ငံတွေကိုကိုယ်စားပြုတဲ့အဲဒီကောင်စီကကြေညာချက်ထုတ်ပြန်ပြောကြားထားပါတယ်။ ဥရောပကာကွယ်ရေးစက်မှုလုပ်ငန်းအစီအစဉ် ETIP ကို2025ခုနှစ်ကနေ2029ကာလအတွက်ယူရို3.5ဘီလီယံဘတ်ဂျက်ကို ထောက်ပံ့ငွေအဖြစ်ပေးအပ်သွားမှာဖြစ်တယ်လို့ဥရောပပါလီမန်နဲ့ရရှိခဲ့တဲ့သဘောတူညီချက်အရသိရပါတယ်ဒီစီစဉ်ဟာဥရောပကို2030ခုနှစ်မှာကာကွယ်ရေးအသင့်ဖြစ်စေမယ့်အတွက်ကြိုးဆိုကြောင်းဥရောပကော်မရှင်ဥက္ကဋ္ဌအာဆူလာဗွန်ဒါလီယွန်ကပြောကြားလိုက်ပါတယ်။ ဥရောပထုတ်စစ်လက်နက်ပစ္စည်းတွေလက်နက်တွေခဲယမ်းတွေကိုဥစားပေးမပေးပြဿနာနဲ့ပတ်သက်ပြီး EDIB အစည်းအဝေးအပေါ်ညှိနှိုင်းဆွေးနွေးမှုတွေနှောင့်နှေးကြန့်ကြာနေကြရတာဖြစ်ပါတယ်။တချို့သော EU နိုင်ငံတွေကဒီစီစဉ်ကနေရရှိတဲ့ဘတ်ဂျက်ကို EU ပြင်ပအထူးသဖြင့် American ကလက်နက်တွေဝယ်ယူရမှာအသုံးပြုလိုကြပါတယ်။ အဘေး EU အလျှော်အတင်ပြုလုပ်ပြီးတဲ့နောက် EU ပြင်ပနိုင်ငံနဲ့နော်ဝေလိုပြင်ပနိုင်ငံရဲ့မိတ်ဖက်နိုင်ငံစီကဝေယူမှုကိုစုစုပေါင်းယင်းနှိမ့်မြုံနယ်မှုရဲ့35ရာခိုင်နှုန်းထက်မကျော်စေဖို့သဘောတူညီခဲ့ကြပါတယ်။အလွန်ကောင်းမှုသည့်ဖုံးဆက်စကားပြောပြီးပူတင်နဲ့ဘူဒါပက်စ်မှာတွေ့ဆုံမယ်လို့ထရန့်ပြောတဲ့တဲ့ကိုဆက်လက်တင်ဆက်ပေးပါမယ်။ကျန်တာပရီးနေ့ကအလွန်အကျိုးရှိသည့်ဖုံးခေါ်ဆိုမှုအပြီး ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ဟန်ဂရီမှာတွေ့ဆုံသွားမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားလိုက်ပါတယ်။အင်ဖြူရောမှာယူကရိန်းသမ္မတနဲ့မတွေ့ဆုံမီတရက်အလိုမှာကစ်ရဲ့တူမာဟော့ဒုံးကြည်ရီ ပေးပို့ဖို့တွန်းအားပေးနေလို့အပေါ်လဲမေကွန်ထုတ်လိုက်ပါတယ်။ရုရှားရဲ့2022ခုနှစ်ကျူးကျော်မှုစတင်ကြတဲ့ကသူ့ရဲ့နောက်ဆုံးရုပ်တရက်အခရာချတဲ့လုပ်ရအနေနဲ့လာမယ့်နှစ်ပတ်အတွင်းပူတင်နဲ့ ဘူတာပတ်တို့မှာတွေ့ဆုံနိုင်ဖို့မျှော်လင့်ထားတယ်လို့ထရန်ကပြောကြားခဲ့ပါတယ်။ဒီတွေ့ဆုံမှုဟာသူအာနာပြန်ရလာကလေးကဆိုရင်ဒုတိယမြောက်ထိပ်သီးဆွေးနွေးပွဲလည်းဖြစ်ပါတယ်။အလွန်ရင်းနှီးပွင့်လင်းပြီးယုံကြည်စိတ်ချရတဲ့ဖုန်းခေါ်ဆိုမှုကိုခရမလင်ကဂျိုဆူပြောကြားလိုက်ပြီးထိုးထိပ်သီးဆွေးနွေးပွဲအတွက်သူတို့ချက်ချင်းပြင်ဆင်နေပြီလို့လည်းပြောဆိုလိုက်ပါတယ်။ စစ်ပွဲအပေါ်ထရန်ရဲ့နောက်ထပ်အပြောင်းအလဲနဲ့ရင်ဆိုင်နေရပေမဲ့လေယူကရိန်းသမ္မတဗိုလိုဒီမာဇလန်စကီကတိုမာဟော့ဒုံးကြီးရဲ့ချိန်ချောက်မှုကြောင့်မော်စကိုကိုဆေးဆက်ဆွေးနွေးဖို့တွန်းအားပေးနိုင်ခဲ့တယ်လို့အခိုင်အမာပြောကြားခဲ့ပါတယ်ဒီနေ့ဖုန်းဆက်တွေပြောချမှုအပြီး အလွန်ကြီးမားတဲ့တိုးတက်မှုရရှိခဲ့တယ်လို့ကျွန်တော်ယုံကြည်ပါတယ်လို့ထရန့်ကသူ့ရဲ့ True Social Media ပေါ်မှာရေးသားထားပါတယ်။ ပူတင်နဲ့သူတို့တွေ့ပြီးတော့ရုရှားနဲ့ယူကရိန်းအကြားဖြစ်ပွားနေတဲ့ဒီအမဲဆက်ထင်တဲ့စစ်ပွဲကိုအဆုံးသတ်နိုင်မလားဆိုတာကြည့်ကြသေးတာပေါ့လို့យေတာထားပါတယ်။အခုဖုံးခေါ်ဆိုမှုကအလွန်အကျိုးရှိပြီးတော့နှစ်ပတ်အတွင်းဒါမှမဟုတ်မြ мян လေးတွေ့နိုင်လိမ့်မယ်လို့သူမျှော်လင့်ထားကြောင်းအသက်89နှစ်အရွယ်ရှိတဲ့ Republican ခေါင်းဆောင်ကြီးက Oval Office မှာတရင်တော့ဒီကိုပြောကြားခဲ့ပါတယ်ခင်ဗျာ။ ထိတ်တန်းတဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာပါအခုဆက်လက်ပြီးတော့ဒီကနေ့ညနေ9နာရီအထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေး73စီဈေးနဲ့စောင်းစီဈေးကို တင်ပြပေးပါမယ်။ဒါရီကိုတော့မြစ်စမိုင်ဝိုင်းတော်သားဖြစ်တဲ့ကိုမြတ်သူရကစူးစီးတင်ဆက်ပေးมาဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါက်စေ4080ကျပ် စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1621.56ကျပ်ပြင်ပပေါင်စီ3183ကျပ်ဥရောပဒေယူရိုကိုစစ်ကောင်စီတတ်မှတ်စေ2448.18ကျပ်ပြင်ပပေါင်စီ4816ကျပ်ထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတတ်မှတ်စေ64.49ကျပ်ပြင်ပပေါင်စီ125.44ကျပ် လေးရှားတဝင်းကကိုစစ်ကောင်စီတတ်မှတ်စဉ်၄၉၆.၅ပြင်ပပေါင်စီ၉၆၈.ပေါင်စီရှိပါတယ်။ပေါ်ပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ကြက်သားကို ရွှေကုန်တဲ့အတင်းတတ်မှတ်စဉ်၅၉သိန်း၉၀၀၀ကျပ်ပြင်ပပေါင်စီ၈၈သိန်း၂၀၀၀ကျပ် 15ဘေးတကြသားကို ရွှေကုံတဲ့တင်းသတ်မှတ်စီ56တင်း15625ချက်ပြင်ပပေါင်စီ82တင်း8000ချက်ပေါင်စီရှိပါတယ်။ပေါ်ပြပါရွှေစင်းုံတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းုံတွေကတော့ဒီဇယ်တလီတာကို2465ချက်ပရီမီယံဒီဇယ်တလီတာကို3000ချက်အော်ဒီ92တလီတာကို 2900ကျက်အောက်ဒိတ်95ဒလီတာကို2960ကျက်ပေါ့ဇေးရှိပါတယ်ပေါ်ပြပါ73မီဇင်းတို့တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစောင်းစီဇင်းတို့ကတော့စောင်းစီတပိတ်တာကိုစစ်ကောင်စီတတ်မှတ်စေ6585ကျက်ပြင်ပပေါ့ဇေး1500ကျက်ပေါ့ဇေးရှိပါတယ်ပေါ်ပြပါဇင်းတို့တွေကတော့ချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ် တမျက်စိမှာ prime time မျက်စိမှာတရင်အစီအစဉ်ကိုတင်ဆက်ပေးကြတာပါကြည့်ရှုအားပေးကြပြည်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ဒီအစီအစဉ်ကိုကျွန်တော်ခန့်ရီကတာဝန်ယူတင်ဆက်ပေးကြတာပါတမျက်စိမှာ prime time အစီအစဉ်ကိုနေ့စဉ်တင်လာနေ့ကနေတောက်ကြနေ့ချီည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်မင်္ဂလာရှိတဲ့ညချမ်းအချိန်အခါဖြစ်ကြပါစေခင်ဗျာ ဆက်လက်တင်ဆက်နိုင်မှုအတွက်သင်ရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်အခုပဲပံ့ပိုး